ဒီနေ့တော့ဆရာနံပါတ်20ဖြစ်ပါတယ်ခန်းကြီး20အငယ်1မှ9ဘေးအန်ရယ်ရောက်တော့ကာလ၌သာဝရဖျားသည်ကိုရော့စကားကိုနားထောင်၍ရကုတ်ဤဖျားသခင်နာမတော်သည်ချီးမြောက်တော်မူပါစေသောတန်ရှင်းရာဌာနတော်တဲကကူညီ၍ဇီးအောင်တောင်ပေါ်ကထောက်ပံ့တော်မူပါစေသော ကိုယ်တော်ဤပူဇော်တကံအလုံးစုံတို့ကိုအောင်းမြေ၍မိရှုသောရစ်ကိုလက်ခံတော်မူပါစေသောကိုယ်တော်ဤစိတ်အလိုရှိသည့်အတိုင်းပေးသနာ၍အကြံစီတော်ရှိသည်မြတ်တို့ကို ပြည့်စုံစေခြင်းငှာပြတော်မူပါစေသောကိုယ်တော်ဤကဲတင်ခြင်းကြောင့်အကျွန်ုပ်တို့သည်ဝမ်းမြောက်၍အကျွန်ုပ်တို့ဖျားသခင်အခွင့်နှင့်အလံကိုထူကြလိမ့်မည်သာရဖျားသည်ကိုယ်တော်ဆုတောင်းသည်မြတ်အတိုင်းကျေးဇူးပြုတော်မူပါစေသော ငယ်၆မှ၉သာဝရဖျားပေးတော်မူ၍ဘိသိက်ခံတော်သူအားကဲတင်တော်မူကြောင်းကို၎င်းလက်ရလက်တော်ကဲတင်ခြင်းအစွမ်းနှင့် ထိုသူ၏စကားကိုတန်ရှင်းသောကောင်းကင်ပေါ်မှ နားထောင်တော်မူကြောင်းကို၎င်းယခုငါသိ၏အချို့သောသူတို့သည်ယထာကို၎င်းအချို့တို့သည်မြင်းကို၎င်းချီးမွမ်းတကြ၏ငါတို့မူကားငါတို့ဖျားသခင်သည်ဟုသောသာဝရဖျား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည် သူတို့သည်နှိမ့်ချ၍လဲလျက်ရှိကြ၏ငါတို့မူကားထား၍မတ်တပ်နေကြ၏အိုထာဝရဖျားမိကြီးကိုကယ်တင်တော်မူပါ အကျွန်ုပ်တို့ခေါ်တော့ခါနားထောင်တော်မူပါโอเคနောက်ဗီဒီယိုမှာပြန်ကြည့်မယ်နော်ဘိုင်